ရန်ကုန်တိုင်းနဲ့ဆက်မှုစုံတွေရှိတဲ့နေရာတွေကိုလက်စစ်တအားဖြန့်ဖြူးပေးနိုင်ဖို့အယက်သားအစိုးရခေတ်ကငှားရမ်းခဲ့မှုတဲ့ LNG တင်ပေါ်ဟာတီလဝါစိတ်ကန်းကို ပြန်ပြီးတော့စိုက်ကပ်လာဖို့ရှိနေတယ်လို့သိရပါဗျ။ မဂါဝတ်1500ကျော်လိုအပ်နေတဲ့ရန်ကုန်တိုင်းမှာမဂါဝတ်1000အောက်သာရရှိနေတာမို့အလဲကျစနစ်နဲ့ဖြန့်ပေးနေပြီးလိုအပ်နေတဲ့လက်စစ်ကိုအဆိုပါ LNG တင်ဘောကနေတဆင့်လက်စစ်မီ ထုတ်ယူနိုင်ဖို့စီစဉ်နေတာပါမဂါဝတ်600အထိထုတ်ပေးနိုင်မဲ့ဒီ LNG တင်ဘောဟာကနဦးမဂါဝတ်200ခန့်ကိုသာထုတ်ပေးနေမှာဖြစ်ပြီးတော့ကြာတဲ့ငွေအနေနဲ့ American Dollar တန်း200ခန့်ဖြစ်ပြီးနှွေရတီမှာလက်စစ်မီပေးနိုင်ဖို့ပြင်ဆင်နေတာပါ 2020ပြည့်နှစ်နိုဝင်ဘာလတုန်းက V Power LNG သင်္ဘောဟာပထမအဦးဆုံးချိန်စိုက်ကပ်ခဲ့ပြီးတော့9နှစ်ကြာလက်စစ်မီဖြန့်ဖြူးပေးနိုင်ဖို့ရေမှန်းခဲ့ပြီးတော့တစ်နှစ်ကိုဒေါ်လာတန်း600နီးပါးပေးချေရယူဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့အာနာသိမ်းပြီးနောက်ပိုင်းနိုင်ငံခြားဝန်ငွေရော့ပါသွားတာကြောင့်3နှစ်ကြာတဲ့အထိငွေမပေးချေနိုင်တော့လို့အဆိုပါ LNG သင်္ဘောဟာထွက်ခွာပြီးတဲ့နောက်2025ခုနှစ်မှာတကြော့ပြန်ရောက်လာဖို့ရှိနေတာပါ။ မဂါဝတ်600အထိထုတ်လုပ်နိုင်ပေမဲ့ကနဦးမဂါဝတ်200ကို ထုတ်ယူမှာဖြစ်ပြီးတော့ကြာသိန်းငွေကဒေါ်လာတန်း100ခန့်ဖြစ်ပြီး ပြန်ရောင်းမဲ့ဈေးကတယူနစ်ကို7000ဝန်းကျင်လို့တည်ရှိရပါတယ်။ရခင်စိုက်ကတ်ခဲ့ဖူးတဲ့တီလဝါစိုက်ကမ်းမှာပဲပြန်စိုက်ကတ်မှာဖြစ်ပြီးတော့ထုတ်ယူရရှိတဲ့လက်စစ်မက်ကာဝ200ကိုစက်မှုစုံတွေကို ဖြန့်ဖြူးပေးမှာဖြစ်တယ်လို့မြန်မာဖက်ချန်းကပြင်ဆင်စရာရှိတာအကုန်ပြင်ပြီးပြီလို့သိရပါဗျာ။ 2025ခုနှစ်နိုဝင်ဘာလကုန်ပိုင်းအတွင်းရောက်ရှိလာဖွယ်ရှိနေပြီးတော့လက်စစ်မီထုတ်ယူမှုကိုတော့နှစ်ကုန်ပိုင်းမှာစတင်နိုင်ဖို့ရည်မှန်းထားတာတွေ့ရပြီးဘယ်နှနှစ်စာချုပ်နဲ့ငားရမ်းကြတာလဲဆိုတာတော့မသိရသေးပါဘူးအဆိုပါ LNG တင်ပေါ်ကိစ္စဟာအရက်သားအစိုးရခေတ်မှာတော့ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပြီးတော့လက်စစ်မီထုတ်လုပ်မှုနဲ့ငွေကြေးကုန်ကျမှုအပိုင်းမှာ ပြောဆိုခဲ့ကြပေမဲ့အခုတော့ပြန်ပြီးငားနေကြရပါပြီ